လောကမှာရှက်တက်ဖို့လူကျင့်ဝင်တိတက်ဖို့ဆိုတာတွေကအတိညာရှိဖို့လိုသေးတယ်လောကမှာရှက်တက်ဖို့လူကျင့်ဝင်တိတက်ဖို့ဆိုတာတွေကအတိညာရှိဖို့လိုသေးတယ်ဉာဏ်ရည်မြင့်မာမတာဘယ်အရာကရှက်เสียဘယ်အရာကရှက်เสียမဟုတ်ဘူးဆိုတာသိနိုင်တာ လူတယောက်ဖြစ်နေရင်ဘယ်ရာကိုထိမ့်သိမ်းရမလဲဘယ်ရာကိုမလုပ်တင်ဘူးလဲဘယ်လိုအပြုတ်အမူကတိတ်ခါရှိတာလဲဘယ်လိုအပြုတ်အမူတွေကတိတ်ခါမရှိတာလဲဆိုတာကိုခွဲခြားသိမှစဉ်းစားတတ်မှာဉာဏ်ရည်နှိမ့်တဲ့လူတွေကမဆက်တတ်ဘူးအဆက်တရားဆိုတာ ဘာမှမသိကြဘူးလူမှုပါဝဲခြင်းဆိုတာနားမလည်ကြဘူးသူတို့တယောက်တည်းအစဉ်ပြေဖို့နဲ့စိတ်ချမ်းသာဖို့ပဲကြည့်ကြရဒါကိုမရှက်တတ်ဘူးလားမရှက်ဘူးလားတိတ်ခါမရှိတဲ့လူတို့သွားမေးနေလို့သွားပြောနေလို့အလတားပဲအဲ့ဒါရှက်เสียမို့လို့လားဘာကြောင့်ရှက်ရမှာလဲလို့ပဲ သူတို့ကပြန်ပြောကြမှာမြဲနေလို့မဆက်တတ်တဲ့အပြင်သူတို့လောက်တာမှန်ပြီးပြောရဲလူကအပြစ်ကြီးအောင်ပါလောက်ကြပါပြောကြအောင်ပါအဲ့လို brain level နေတဲ့သူတွေအတွက် update လုပ်မယ် application ကိုဘယ်သူမှမတီထွင်နိုင်ဘူးအခုဒီ video ကို share သွားလို့ရပါတယ်